အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ဂျွန်လ2ရက်နေ့ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရမယ်ချင်ရောက်ရှိလာပါပြီပြည်သူပေါင်းကိုတော်လန်နေသစ်ပါလို့နှုတ်ခွန်းဆက်တော့ပါတယ်ခင်ဗျာအဲ့တော့ဒီကနေ့မနေ့မှာထူးထူးခြားခြားနားဆင်ရမယ့်သတင်းတွေထဲမှာဆိုရင်ဗိုလ်ချုပ်ဟောင်းနေနဲ့မိသားစုဝင်တွေလောက်ကြံခံရမှာကိုစိုးရိမ်နေတဲ့အတွက်နေရာပြောင်းပြီးတော့လျှို့ဝှက်နေထိုင်ကြတဲ့အပြင်တတ်တော်ဆောင်တွေငှားရမ်းတာပြီးလို့ရှိရင်ခွင့်ပြုချက်တောင်းပြီးတော့လက်နက်ကင်ဆောင်မှုတွေလှုပ်ဆောင်နေကြရပြီလို့သိရပါတယ်အဲ့တော့ပြည်သူအပေါ်မှာ နိုင်ထက်စီးနင်းအနိုင်ကျင့်ခဲ့တဲ့စစ်ဗိုလ်ချုပ်အတိုင်းဝိုင်းအိမ်အကြီးတွေခြံအကျယ်ကြီးတွေပိုင်ဆိုင်မှုများစွာရှိပေမဲ့အခုနေရရာမရှိတော့အောင် ဖြစ်နေရပြီပြည်သူလူထုကြားမှာခေါင်းမော့ရင်ကော့ပြီးတော့နေထိုင်နိုင်ဖို့ဝေးစွာပိုင်ဆိုင်မှုတွေများပေမဲ့နေရရာနေရာတဖြည်းဖြည်းနဲ့ကျုံလာတာကိုတွေ့မြင်ရတာဖြစ်ပါတယ်ဒီသတင်းပြည်စုံကိုလည်းနားဆင်ရမှာပါနောက်သတင်းကတော့အကြမ်းဆစ်ရှုံးကောင်စီက၄ချိန်မြောက် ယာယီအပြစ်ခတ်ရဲစဲရေးကြညာပြီးတဲ့နောက်မှာတပိတ်ချင်းနဲ့စင်ကူးမြို့နယ်မှာလင်းရင်နဲ့ဘုံကျက်မှုကြောင့်ပြည်သူ၃ဦးဒဏ်ရာရပြီးတဦးကတော့စိုးရင်ရတယ်လို့သိရပါတယ်အဲ့တော့အပြစ်ရက်ယာယီအပြစ်ရက်ဆိုတဲ့စကားတန်ကကျွန်တော်တို့မနေ့ကပြောခဲ့တယ်လို့ပဲလေချောင်းနဲ့ပြည်သူကိုပစ်ပါရုံးမယ်ဆိုပြီးတော့ဆိုသလိုဖြစ်နေပါပြီအဲ့တော့မြမသားတင်တဲ့အထက်ကခက်စက်ဖွင့်လို့ယာယီအပြစ်ခတ်ရက်ဆိုရင်မအားလာသည်ပြည်သူကိုနေ့စဉ် လေရင်နဲ့ဘုံကျဲတက်ဖြတ်ပါတော့မည်ဆိုပြီးခက်စစ်အဓိပ္ပာယ်ဖွင့်ရမလို့ဖြစ်နေပါပြီနောက်တစ်ခုကပခုတ်ကူမျိုးပေါ်ဒီခရိုင်မိသက်ယုံမှာတက်ဆွဲထားတဲ့စစ်ရှုံးကောင်စီတပ်သားတွေကိုအနီးကပ်ဝင်ရောက်တိုက်ခိုက်မှုမှာစစ်ရှုံးကောင်စီတပ်ဘက်က9ဦးသေဆုံးတယ်လို့သိရပါတယ်အဲ့တော့နောက်ထပ်သတင်းကတော့ကျွန်တော်တို့ဒေါ်လာရေးအတွက်နမူနာယူစရာအားရစရာကောင်းတဲ့သတင်းတစ်ပုဒ်ပါဒါကတော့ရုရှားမှာရှိတဲ့လေးတက်စခန်းတွေကို ဒရုန်းတွေနဲ့တိုက်ခိုက်ပြီးတော့ရုရှားရဲ့စစ်လေယာဉ်အစီး40လောက်ကိုယူကရိန်းနိုင်ငံဘက်ကနေပြီးတော့ဖျက်ဆီးနိုင်လိုက်တယ်ဆိုတော့တရင်မှာတော်တော်လေးကို အားရတရားကောင်းပါတယ်ကီလိုမီတာ4300လောက်ဝေးတဲ့ရက်အဲဒီယူကရိန်းရဲ့အခြေစိုက်စခန်းတွေကနေပြီးတော့တွက်ကြည့်မယ်ဆိုလို့ရှိရင်အဲ့ဒီလေရင်နေထားတဲ့နေရာကီလိုမီတာ4300လောက်ကွာဝေးပါတယ်မိုင်မောင်းအားဖြစ်ဆိုရင်မိုင်2500လောက် မိုင်2500နီးပါးလောက်ကွာဝေးတဲ့နေရာမှာရှိတဲ့ဒီလေရင်တွေကို ်ယူကရိန်းဘက်ကနေပြီးတော့ဖျက်ဆီးနိုင်ခဲ့တာအခုလိုမျိုးတိုက်ခိုက်နိုင်ခဲ့တာဖြစ်ပါတယ်ဒါက drone နဲ့တိုက်ခိုက်နိုင်ခဲ့တာပါအဲ့တော့တော်တော်လေးကိုအတူယူစရာကောင်းပြီးတော့အားရစရာကောင်းပါလေအင်အားကြီးစူပါပါဝါနိုင်ငံကြီးတစ်ခုဆင့်အားတောင်းတင်းပြီးတော့လက်နက်အင်အားလည်းပြည့်စုံတဲ့နိုင်ငံကြီးတစ်ခုက အရှိုက်အဲ့ဒီရုရှားကအရှိုက်ကိုထိမှန်ခဲ့ရတယ်ဖြစ်စင်မှာနောက်တဲ့သတင်းကတော့မြကြီးနားမြို့မှာ ARI မြည်ရီစိုးရင်ရေမှတ်ထက် မြင့်တက်နေပြီလို့သိရပါတယ်အဲ့တော့ဒီတည်င်းအကြောင်းအရာတွေကိုဒီကနေ့မနက်ခင်းမှာနားဆင်ရမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ပထမဆုံးသတင်းတပုတ်အနေနဲ့ပြည်ရင်းမှာတော်လန်ရေးတက်တွေရဲ့လှုပ်ကြံတက်ပြတ်ထားကိုခံရမှာစိုးရိမ်နေတဲ့အတွက်ဗိုလ်ချုပ်ဟောင်းနေတဲ့မိသားစုဝင်တွေနေရာပြောင်းတာလှုပ်ဝနေထိုင်ကြတာတက်တော်ဆောင်အဖွဲ့တွေငားရမ်းတာနဲ့စစ်တပ်ကနေပြီးတော့ခွင့်ပြုချက်တောင်းခံပြီးလက်နက်ကင်ဆောင်တာတွေကိုလှုပ်ဆောင်ရရှိနေကြတယ်လို့စစ်ဘက်သတင်းရင်းမြစ်တွေကပြောကြပါတယ်ခင်ဗျာ 2020တခုနှစ်မှာကျွန်တော်တို့သိကြပြီးဖြစ်တဲ့အတိုင်းနိုဝင်ဘာလမှာမိုင်းတဲစက်သွယ်ရေးကုမ္ပဏီကဗဏ္ဍာရေးအရာရှိချုပ်ဒုတိယဘုံမူကြီးဟောင်းသိန်းအောင်2022ခုနှစ်မှာစက်တင်ဘာလမှာဘုံမူချုပ်အုံးသွင်းတဲ့တမတ်စစ်အရာရှိချုပ်ဘူကြီးတို့လောက်ကျန်ပြစ်ခတ်တပ်ဖြတ်မှုတွေဖြစ်ပွားပြီးတဲ့နောက်မှာအဲ့ဒီဘူချုပ်ဟောင်းနေတဲ့မိသားစုဝင်တွေဟာနေပြည်တော်ကိုပြောင်းရွှေ့ပြီးတော့နေထိုင်ခဲ့ကြပါတယ်ဒါပေမဲ့နှစ်နှစ်ကျော်ကာလမှာလုံခြုံရေးပြန်လည်တည်ငြိမ်လာပြီလို့ယူဆပြီးဘူချုပ်ဟောင်းတွေကနေပြည်တော်ကနေတဆင်ရန်ကုန်ကိုပြန်ပြီးတော့ ပြောင်းလာကြပါတယ်။အဲ့ဒီနောက်မှာတော့ကျွန်တော်တို့လွန်ခဲ့တဲ့ရက်ပိုင်းက2025ဒီမေလ22ရက်နေ့မနက်ပိုင်းမှာရန်ကုန်နဲ့မြန်ကုန်မြို့နယ်မှာအငိမ့်သားဗိုလ်မှူးချုပ်ချို့ထွန်းအောင်လုံခြံခံရပြီးတဲ့နောက်မှာရန်ကုန်မှာပြန်လည်နေထိုင်တဲ့ဗိုလ်ချုပ်ဟောင်းနဲ့မိသားစုဝင်တွေကတော့နေပြည်တော်ကိုပြန်ပြီးတော့ပြောင်းရွှေ့နေထိုင်နေကြပြီလို့သိရပါတယ်။ခွေးနေရမရဖြစ်စင်ပါအဲ့တော့ဘလောက်ပဲအားကြီးပါတယ်ဘလောက်ပဲရာဓုတွေမြင့်ပါတယ်ပိုင်ဆိုင်မှုတွေများပါတယ်ဆိုပေမဲ့ပြည်သူရဲ့ အမုံပြည်သူရဲ့လက်မခံခြင်းတွေကိုရယူပိုင်ဆိုင်ထားပြီဆိုရင်တော့ခုနကပြောသလိုခွေးနေရမရနေရမရှိဖြစ်ရတဲ့မျက်မြင်ကိုတွေ့ဖြစ်စင်နေပါအဲ့တော့ဘုံမှုချုပ်ချုံထွန်းအောင်လုံခြံခံရတော့အားလုံးကလုံခြုံရေးပြန်ဆိုးရင်ပြီးတော့နေပြည်တော်ကိုပြန်ရွှေ့လာရတယ်ရန်ကုန်လေးသာတွေမှာမနေကြတော့ဘူးဆိုပြီးနေပြည်တော်ကရှိတဲ့စစ်ဘက်သတင်းရင်းမြစ်တူကပြောပြပါတယ်ဒါပြင်ဘိုးချိုဟောင်းနဲ့မိသားစုဝင်တွေကတော့လုံခြုံရေးအတွက်တပ်တော်ဆောင်ဖွဲ့တွေငှားတော့ ဆက်ရှုံးကောင်တီထံကနေလက်နက်ကင်ဆောင်ဝစ်နေကိုတင်ပြတောင်းခံပြီးလက်နက်ခင်းရန်တွေကိုဝယ်ယူကင်ဆောင်တာတွေလုံဆောင်နေကြပြီလို့သိရပါတယ်တော်တော်များများကတော့အိမ်မှာအရင်တက်မှနေခဲ့တုန်းကလက်အောက်ငယ်သားအဟောင်းတွေကိုအိမ်ဒီမှာခေါ်ထားတယ်တက်တော်ဆောင်ပုံစံခေါ်ထားတာအခုနောက်ဆုံးကတော့တက်မတော်စီမှာခွင့်ပြုချက်တင်ပြီးတော့လက်နက်ခဲရန်ကင်ဆောင်ကြတာဘူးလက်လှဆိုဆိုရင်သူ့အတွက်တည်းမဟုတ်ဘူးသူ့အိမ်မှာနေတဲ့လုံခြုံရေးပါလက်နက်တက်စင်ထားတာဆိုပြီးနေပြီးတော့စစ်ဘက်တရင်မြင့်ကပြောပါတယ် တော့အရင်တော့သမရဦးသိန်းစိန်လက်ထက်ကသမရယုံဝင်ကြီးလုတ်ခဲ့တဲ့စိုးသိန်းနဲ့ဒါအေဂျင့်တို့ကလည်းရန်ကုန်ကိုမလာကြတော့ပဲနေပြီးတော့မှသာအိမ်နေပြောင်းပြီးတော့လှုပ်ဝက်နေထိုင်နေကြတယ်လို့သိရပါတယ်စိုးသိန်းနဲ့ဒါအေဂျင့်တို့ဟာရန်ကုန်တိုင်းဗဟန်းမြို့နယ်ရွှေတောင်ကြားနှစ်ရက်ကွက်ဒီကုတ်ကိုင်းရိတ်တာအမှတ်16 A1 မှာမနေထိုင်ကြတော့ကြောင်းစိုးသိန်းရဲ့ဒါအေဂျင့်ဟာစစ်ရှုံးကောက်စီလက်အောက်ခံမြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှာအတွင်းရင်းမှုအဖြစ်နဲ့တာဝန်ထမ်းဆောင်ပေမဲ့ လုံခြုံရေးစိုးရင်ရတဲ့အတွက်အစည်းအဝေးနဲ့ရုံးကိုလာရောက်တာမရှိတော့ကြောင်းသိရှိရပါတယ်။အင်မတန်မှကြောက်တက်ကြပါတယ်ကိုယ့်လက်ကြတော့။အဲ့တော့ဦးစိုးသိန်းရဲ့တားဖြစ်သူကရန်ကုန်မှာပြည်သူတွေကို သူ့အဖေနဲ့သူ့ကိုနာမည်ဖြတ်လို့ဆိုပြီးဆက်သွယ်ရေးဥပဒေရော်ချင်းတိန်းထောင်ချီလိုချင်လို့တရားလိုအဖြစ်နဲ့တရားစွဲထားတဲ့အမှုတွေအများကြီးပဲရှိပါတယ်။အဲ့ဒါကို အမှုယုံကြီးနေလဲမလာတော့ဘူး။သူ့ကိုလောက်ကြမှာကြောက်လို့မီဒီယာကောင်စီမှာတွင်းမှုလုပ်နေတာလဲမလာတော့ဘူးလို့သိရတယ်ဆိုပြီး ျွန်တော်တို့သတင်းရင်းမြစ်တူကအခြေအနေကိုရှင်းပြပါတယ်ဘူဂျိုဟောင်းအနေနဲ့ဖွဲ့စည်းထားတဲ့ကြမ်းဖက်ပါတီအတွင်းမှာလည်းပါတီထိပ်ပိုင်းခေါင်းဆောင်တွေတွာလာရမှာတပ်ဆိုင်ရာစစ်တပ်နဲ့ရဲကိုအကြောင်းကြားပြီးလုံခြုံရေးရယူပြီးမှတွာလာကြဖို့ပါတီတွင်းမှာညွှန်ကြားချက်ထုတ်ပြန်ထားကြောင်းသိရှိရပါတယ်ခင်ဗျာအဲ့တော့အင်တန်မှတရားရတရားကောင်းတဲ့သတင်းတွေဖြစ်ပါတယ်ပိုင်ဆိုင်မှုတွေဘလောက်ပဲများပါစေကားအကောင်းစားကြီးတွေဇိမ်ခံကားကြီးတွေဘလောက်ပဲ ပိုင်ဆိုင်ပါစေနောက်ဆုံးယဟယင်တော်ပိုင်ဆိုင်ပါစေအုံးလူဒုကမချစ်ဘူးလူဒုကမကြည်ဘူးဆိုရင်သွားเสียတဖြည်းဖြည်းနဲ့ကြုံလာတာနေထိုင်ပြတဖြည်းဖြည်းနဲ့ကျင်းလာတာကိုမျက်မြင်ကိုတွေ့တွေ့ရတဲ့ဖြစ်စဉ်တွေဖြစ်ပါတယ်အဲ့တော့နောက်တဲ့သတင်းကတော့ယူကရိန်းကရုရှားမှာရှိတဲ့တကယ်နျူကလ িয়ার တပ်ဆင်ပြီးတော့ပစ်ခတ်လို့ရတဲ့လေယာဉ်တွေကိုအစီးပေါင်း40အထိဖျက်ဆီးနိုင်ခဲ့တယ် တရင်ပါဒီတရင်ပြည့်စုံကိုလည်းဆက်ပြီးတော့ကျွန်တော်တို့နားဆင်ရအောင်ပါအထူးအောင်မြင်တဲ့ဒရုန်းစစ်စင်ရေးတစ်ခုအတွင်းမှာရုရှားစစ်လေယာဉ်အမျိုးမျိုးအစီး40လောက်ကိုတိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ယူကရိန်းဘက်ကပြောပါတယ်အဲ့တော့အဲ့ဒီအချက်လက်သာမှန်ကန်ရင်စစ်ပွဲကာလတစ်လျှောက်လုံးမှာရုရှားလေတပ်ကိုအထိအနာဆုံးဖြစ်စေတဲ့ဒရုန်းစစ်စင်ရေးမျိုးယူကရိန်းကအကောင့်တွေပေါ်နိုင်ခဲ့တယ်သဘောပါပဲယူကရိန်းထောက်လိုက်ဌာန SBU ရဲ့ထုတ်ပြန်ချက်မှာတော့ရုရှားနိုင်ငံနှံ့ကလေတပ်စခန်းတွေကိုပိတ်မထားဖြန့်ကျက် တိုက်ခိုက်ခဲ့ပြီးရုရှားရဲ့မဟာဗျူဟာဘုံကျဲလေရင်ကြီးတွေကိုပါဖျက်ဆီးနိုင်ခဲ့တယ်လို့ဖော်ပြထားပါတယ်အဲ့တော့ယူကရိန်းစစ်တပ်နဲ့နှိစက်သူတွေကအဲ့ဒီစစ်စင်ရေးကိုယူကရိန်းသမ္မတဇလန်စကီကိုတိုင်ကြီးမှုကိုကဲခဲ့တာလို့ပြောပါတယ်ခင်ဗျာလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့နေတဲ့ဗီဒီယိုတစ်ခုမှာတော့ယူကရိန်းရဲ့မိုင်းမောင်းထောင်ချီဝေးကွာရာအကဖ်ဒေတာတဲကဗီလာယာလီဒက်စကန်မှာဒရုန်းတွေနဲ့တိုက်ခိုက်ခံရတာကိုတွေ့ရပါတယ်ဒါတွေမကသေးပဲရုရှားနိုင်ငံအနောက်မြောက်ပိုင်းကမမတ် မြို့မှာရှိတဲ့အိုလန်ညာလေတက်စခန်းမှာလည်းဇွန်လ၁ရက်နေ့ကယူကရိန်းဒရုန်းတွေတိုက်ခိုက်တာခံရကြောင်းသတင်းတွေထွက်ပေါ်ခဲ့ပါတယ်ခင်ဗျာအဲ့တော့ထိခိုက်ပျက်စီးမှုအခြေအနေကိုတိတိကျကျမသိရသေးပေမဲ့ရုရှားဆုံးရှုံးလိုက်ရတဲ့အထဲမှာနျူကလ িয়ার လက်နက်တွေတက်ဆင်နိုင်တဲ့ TU95 နဲ့ TU22M3 ဘုံးကျဲလေယာဉ်တွေ A50 လေကြောင်းရံကာကွယ်ရေးလေယာဉ်တွေပါပါဝင်တယ်လို့သိရပါတယ်ခင်ဗျာလူမှုကွန်ရက်တွေပေါ်မှာ ယူကရိန်းရဲ့ဒုံးတိုက်ခိုက်မှုဟာပင့်ကိုအိမ်လိုရှက်တမ်းပြီးအလုပ်လုပ်တဲ့စနစ်မျိုးလိုလူပြောများနေပြီးဇလန်စကီးရဲ့အနည်းကျအကြံပေးအရာရှိအန်ဒရီယာယာမတ်ကလည်းပင့်ကိုအိမ်ပုံအီမိုဂျီလေးတစ်ခုကိုဒမှုကွန်ရဲ့မီဒီယာတွေဖြစ်တဲ့ Telegram နဲ့ X မှာတင်ထားတာကိုတွေ့ရပါတယ်ခင်ဗျာယူကရိန်းဟာဝေးကွာတဲ့ပြစ်မှတ်တွေအထိဒရုန်းတွေနဲ့ဘယ်လိုပဲပုံတိုက်ခိုက်ခဲ့တယ်လဲဆိုတာကိုရှင်းရှင်းလင်းလင်းမသိရသေးပေမဲ့ Siberia မှာရှိတဲ့ Arkhangelsk ဒေသအုပ်ချုပ်ရေးမှူး Igor Kovzak ကအဲ့ဒီဒရုန်းတွေဟာ Tracker disease စီကနေ စတင်ပြန်တိုက်ခဲ့တာဖြစ်တယ်လို့ပြောဆိုထားပါတယ်။ဒရုန်းတွေစတင်ထွက်ပေါ်လာတဲ့နေရာကိုရှင်းလင်းလိုက်ပြီးဖြစ်တယ်လို့ထိခိုက်သေးခြင်းမှုမရှိခဲ့ဘူးလို့လည်းသူကတော့ Telegram မှာရေးသားခဲ့ပါတယ်။ရုရှားကယူကရိန်းနိုင်ငံအနှံ့ကိုဒရုန်း428စီးဒုံးကြီး9စင်းအသုံးပြုတိုက်ခိုက်ခဲ့ပြီးတဲ့နောက်တညမှာပဲယူကရိန်းကပင့်ကူအိမ်ဒရုန်းစစ်စင်ရေးကိုအကောင်အထည်ဖော်ပြီးတော့ရုရှားလေယာဉ်တွေစီကိုဖျက်ဆီးပစ်ခတ်နိုင်ခဲ့တာဖြစ်ပါတယ်။အဲ့တော့အင်မတန်အားရစရာကောင်းတဲ့သတင်းဖြစ်စဉ်အကြောင်းအရာပါ။ အဲ့ယူကရိန်းကတမန်ကြောင်တစ်ယောက်ကိုပြန်ကြည့်မယ်ဆိုရင်တော့မြန်မာနိုင်ငံအပေါ်မှာစစ်တပ်ကိုလက်နက်တွေရောင်းချမှုတမန်ဖြစ်စဉ်တွေရှိခဲ့ပါတယ်စစ်ရှုံးကောင်စီတပ်ကိုဒါပေမဲ့အခုအချိန်ဒီမှာတော့အင်အားကြီးတကယ်ရုရှားဆိုတာကလည်းမအလာကိုနောက်ခံကြောထောက်ပြုတ်ပေးနေတဲ့အင်အားကြီးနိုင်ငံကတွားပြီးတော့အနိုင်ကျင့်နေတာဖြစ်တဲ့အတွက်အားပေးအားမြောက်ချင်းမွတ်တော်ပနာပြုတ်ရမယ်ဆိုရင်တော့ကျွန်တော်တို့ကယူကရိန်းကိုချင်းမွတ်တော်ပနာပြုတ်ရမှာပါ ဒါလောက်နိုင်ငံငယ်တစ်တစ်လေးကကမ္ဘာစူပါပါဝါအင်အားကြီးနိုင်ငံကြီးကိုအရှိုက်ကိုထိုးနိုင်အောင်နန်ချာကိုထိုးနိုင်ခဲ့တဲ့တကယ်တမိုင်းဝင်တိုက်ခိုက်မှုပါပဲအဲ့တော့ drone နေနဲ့တိုက်ခိုက်ခဲ့တာပါမိုင်ပေါင်း2500ကျော်600နီးပါးလောက်ကွာဝေးတဲ့ပြစ်မှတ်တွေကိုတိုက်ခိုက်နိုင်ခဲ့တာပါအဲ့တော့နေပြည်တော်ဌာနချုပ်နောက်တစ်ခါကျွန်တော်တို့နိုင်ငံမှာလဲစစ်တိုက်လေရင်တွေထားတဲ့တိုက်လေရင်ကွင်းတွေ ဌာနချုပ်တွေဒါတွေကကျွန်တော်တို့မိုင်းပေါင်းထောင်ချီပြီးတော့မဝေးပါဘူးမိုင်း10နဲ့ချီပြီးတော့ပဲဝေးကွာတဲ့နေရာက ပြစ်မှတ်တွေဖြစ်ပါတယ်တဖြည်းဖြည်းနဲ့နိပညာတိုက်ပွဲမှာနောက်ခံအင်အားငွေကြေးသာ ပြပြဝဝတော်လိုင်းတဝက်တွေကိုပတ်ဖို့နိုင်မယ်ထောက်ပံ့နိုင်မယ်ကူညီနိုင်မယ်ဆိုရင် မကြခင်လဲစစ်ရှုံးကောင်စီရဲ့အားကြီးဆုံးဖြစ်တဲ့လေချောင်းဌာနချုပ်တွေလေတပ်ဌာနချုပ်တွေလင်းရင်ပြန်တန်းရနေရာတွေကိုဖျက်ဆီး သိမ့်ပိုက်နိုင်ဖို့ဆိုတာလက်တကန်းအလိုမှာပဲရှိတာကျွန်တော်တို့ဒီဖြစ်စဉ်ကိုကြည့်ပြီးတော့သုံးသက်နိုင်ပါတယ်ဒါကကျွန်တော်တို့ဒေါ်လာရေးအတွက်တော့တကယ်ကိုအားတက်စရာအတူယူစရာကောင်းတဲ့သတင်းကြောင်းရပဲဖြစ်ပါတယ်အဲ့တော့နောက်ထပ်သတင်းတစ်ပုဒ်ကတော့အကြမ်းမဆစ်ရှုံးကောင်စီကမနေ့ကပဲအပြစ်ခက် ရစဲပြီးလာကုန်အထိအပြစ်ရပ်ပါပြီဆိုတာကိုတရားဝင်ကြေညာပါတယ်အဲ့တော့ကြေညာပြီးနိုင်ပိုင်းအကြာမှာပဲမန္တလေးတိုင်းတဲက ဒေတာတချို့ကိုလေချောင်းနဲ့တိုက်ခိုက်လိုက်ပြန်ပါပြီဒီသတင်းအပြည့်စုံကျွန်တော်တို့ကြည့်အောင်ပါအကြမ်းမဆစ်ရှုံးကောင်စီကဇွန်လတလလုံးအပြစ်ခတ်ရစဲထားမယ်လို့ကြေညာပြီးတဲ့နောက်မှာမန္တလေးတိုင်းတပိတ်ချင်းနဲ့စင်ကူးမြို့နယ်မှာလေရင်နဲ့ဘုံကျဲခဲ့ရမှာပြည်သူ၃ဦးထိခိုက်ဒဏ်ရာရပြီးတော့တဦးကတော့အစိုးရရတဲ့အခြေအနေလို့သိရပါတယ်အော်မန္တလေးတိုင်းဒပိချင်းမြို့နယ်စင်ကူးမြို့နယ်မှာရှိတဲ့စာတင်ကျောင်းနဲ့ Lucky Seven Hotel ပါဝင်ကျေးရွာတွေကိုအချမ်းမစစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာပါ ဂျွန်လတရက်နေ့မနက်9:40မိနစ်ချိန်လောက်မှာတပိတ်ချင်းမြို့နယ်လေးမိုင်ကန်တာစာတင်ကျောင်းကိုအကျန်းဖတ်စရှုံးကောင်စီတပ်က Jet Fighter နဲ့ပေါင900ဘုံးဒီတလုံးကျဲချတိုက်ခိုက်ခဲ့ပါတယ်။အကျန်းဖတ်စရှုံးကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေမှာစာတင်ကျောင်းဆောင်2ဆောင်ထိခိုက်ပျက်စီးပြီးပြည်သူတွေထိခိုက်မှုမရှိဘူးလို့လည်းသိရပါတယ်။အဲ့တော့ NUG ကလွန်ခဲ့တဲ့ရက်ပိုင်းကပဲမြေပြင်ကစာတင်ကျောင်းအလုံးကိုယာယီပိတ်သိမ်းကြဖို့စရှုံးကောင်စီရဲ့လေကြောင်းအန်တရဲကြောင့်ယာယီပိတ်ထားကြဖို့ ကျင်ညာချက်တွေထုတ်ပြန်ချက်တွေထုတ်ခဲ့ပါတယ်အခုစာသင်ကျောင်းဆောင်2ဆောင်ထိခိုက်ပျက်စီးခဲ့ရပါတယ်အဲ့ဒါအကြောင်းသာမပိတ်ထားလို့ဆိုရင်ကလေးတွေဘဝကအဲ့ဒီစာသင်ကျောင်း2ဆောင်ထဲမှာဘလောက်ထိအသက်တွေဆုံးရှုံးရအောင်မလဲဆိုတော့ကျွန်တော်တို့တွေးတော့မတွေးဝင်သေးပါဘူးအခုတော့ကျွန်တော်တို့အဲကလေးငယ်တွေရဲ့အသက်ဘေးအန္တရာယ်ကတော်သေးတယ်ဆိုရမယ်တော်သေးတယ်လို့ဆိုရမလို့ဖြစ်နေပါပြီအဲ UNG ရဲ့ဆုံးဖြတ်ချက်မှန်ကန်မှုပါအဲ့တော့အလားတူပဲဇွန်လ1ရက်နေ့မွန်းလွဲ2နာရီခွဲချိန်လောက်မှာလဲစင်ကူးမြို့နယ် ျွန်တော်တို့နွေယုံကြေးပါကိုအချက်မဲ့ဆက်ရှုံးကောင်းစီတက်ရဲ့တဒဦးလီတက်ကနေတက်လာတဲ့ Jet Fighter နဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးအဆောက်အုံနှလုံးထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ဒီတိုက်ခိုက်မှုမှာတော့ပြည်သူတွေထိခိုက်မှုမရှိဘူးလို့ဆိုပါတယ်ခင်ဗျာ။ဒါပြင်မိုးလွဲ2နာရီ32မိနစ်လောက်ကလည်းစင်ကူးမြို့နယ်ဒီနတ်တောင်ကျောမှာရှိတဲ့ Lucky Seven Hotel ကိုအချမ်းဘတ်စစ်တပ်ကလေရင်နဲ့ထပ်ပြီးတော့ဘုံကျဲတိုက်ခိုက်ခဲ့သေးတယ်လို့သိရပါတယ်။ ဒီနေ့လေချောင်းနဲ့ဘုံကျဲတိုက်ခိုက်ခံရတာ၃နေရပေါ့စင်ကူးမြွနယ်တွေက၂နေရနဲ့တပိတ်ချင်းမြွနယ်တွေက၁နေရပေါ့ပြည်သူ၃ဦးထိခိုက်ဒဏ်ရာရတယ်တဦးကတော့ဒဏ်ရာချင်းနေပြင်းထန်တယ်ဆိုပြီးပြည်ဦးလူခိုင်ပါကဖတာဝန်ရှိသူတဦးကလည်းချင်းနေသေးစိတ်ကိုရှင်းပြပါရတယ်ပြည်သူတွေအနေနဲ့အချမ်းပါဆစ်ရှုံးကောင်းစီနဲ့ဝေးရမာတာနေထိုင်ကြဖို့နဲ့လေချောင်းရဲ့ကာကွယ်နိုင်ဖို့အတွက်ဘုံကိုချင်းနေတူးဖော်ထားကြဖို့ပြည်ဦးလူခိုင်ပါကဖကအတိပေးနှိုးဆော်ပါရတယ်အချမ်းပါဆစ်ရှုံးကောင်းစီကမေ31မှာ၄ချိန်မြောက်ပြစ်ခတ်ရဲစဲရေးကြီးညာခဲ့ပြီး ဇွန်လ10ရက်နေ့ကနေဒီဇွန်30ရက်နေ့အထိပြစ်ခတ်ရဲစဲထားမှာဖြစ်ကြောင်းကြေညာထားပါတယ်ခင်ဗျာအတွက်လိုင်းတပ်ဖွဲ့ကမနေ့ကဆိုလို့ရှိရင်ကားတစည်းပေါ်မှာလော့စပီကာဟွန်းနေတင်ပြီးတော့လေချောင်းရန်အတွက် ကာကွယ်ကြဖို့တတိထားနေထိုင်ကြဖို့အချက်လက်တွေကိုလိုက်လံကြေညာခဲ့ပါတယ်အဲ့တော့အဲ့ဒီရုပ်သံဖိုင်လေးကိုလည်းဒီနေရာမှာကျွန်တော်တို့ကြည့်ရှုပြီးတော့ပြည်သူတွေတတိထားနိုင်အောင်မျှဝေပေးလိုက်ရပါတယ်အဲ့ဒီရုပ်သံဖိုင်လေးကိုလည်းများများပြန့်နှံ့အောင်မျှဝေပေးခြင်းအားဖြင့် လေချောင်းရံအတွက်ပြည်သူတွေရှောင်ရှားနိုင်ဖို့အတွက်ကူညီပေးလို့ရပါတယ်ကျွန်တော်ရဲ့မိသားစုဆက်ဆံနေရခြင်းနဲ့လေဝဲရေတို့မှာမိသားပြည်သူလူမျိုးများအနေနဲ့ဖက်ပြီးကိစ္စလာမျိုးပေါ်တတိဖက်ပြီးလာတယ်လူစုလူဝေးတို့ချင်းများမကြည့်ကြဘူးတိုက်တယ်လို့ပြောဟပ်ပါတယ်ခင်ဗျာမိဝဲရေခြင်းနဲ့မိသားစုဆက်ဆံနေရခြင်းအပြီးနဲ့မှာကိုယ်ကိုချင်းများကိုယ်ချင်းများတင်းမှာဒါငုံခံကြဖို့ဥပဒေခံဟပ်ပါတယ်ခင်ဗျာ ကိုယ်ကဘယ်လိုလဲတော့ဒီကောထမ်းလိုက်ရေကောင်းတော့ဆက်ထားရဲ့လေရနာကိုတော့မင်းလာချင်းသိရှိခြင်းများမပြုလုပ်ဖို့ကိုလည်းမေတ္တာရက်ခံတိုက်တွန်းလို့ဆက်အပ်ပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်ကိုဆက်ပြီးတော့ကျွန်တော်တို့ကြွားရအောင်ဒီသတင်းကတော့အကြံပတ်စစ်ရှုံးကောင်စီတပ်သား5ဦးညီကုန်းချုပ်ရတဲ့သတင်းမှာဒါကမန္တလေးတိုင်းတွေက sorry ပါမကွေးတိုင်းပခုတ်ကူမြို့ပေါ်မှာဖြစ်တဲ့သတင်းမှာပခုတ်ကူမြို့ပေါ်ခရိုင်မီတက်ယုံမှာတပ်ဆွဲထားတဲ့ အချမ်းမဲ့စစ်ရှုံးကောင်စီတပ်သားတွေကိုအနီးကဝင်ရောက်တိုက်ခိုက်ရမှာစစ်ရှုံးကောင်စီတပ်ဘက်က9ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ဂျွန်လာတရက်နေ့မနေ့ကမနေ့အစောပိုင်းဒီ3နာရီခွဲအချိန်လောက်မှာပခုတ်မှုမျိုးပေါ်မှာရှိတဲ့ခရိုင်မီတက်ယုံမှာတပ်ဆွဲထားတဲ့အချမ်းမဲ့စစ်ရှုံးကောင်စီတပ်သားတွေကိုဒေါ်လိုင်းတပ်ဖွဲ့ကအနီးကသွားရောက်ပြီးတော့တိုက်ခိုက်ခဲ့တာလို့သိရပါတယ်ခင်ဗျာ။အဲ့တော့အဲ့ဒီတိုက်ခိုက်မှုဟာနိုင်ဝက်လောက်ကြာမြင့်ခဲ့ပြီးအချမ်းမဲ့စစ်ရှုံးကောင်စီတပ်သား9ဦးသေဆုံးက9ဦးထိထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ တိုက်ဝဲဖြစ်ပွားတဲ့နေရာကိုပခုတ်ကူမျိုးပေါ်မှာရှိခဲ့တယ်။တမတရားတင်းနဲ့လက်အောက်ခံတပ်စခန်းနေရာစစ်ကူတွေလာရောက်တာကြောင့်ဒေါ်လာရဲဘော်တွေတော့အထိကိမရှိနဲ့ပြန်ဆုတ်ခဲ့ရတယ်လို့သိရပါတယ်။ပခုတ်ကူမျိုးပေါ်ကမိဘပြည်သူတွေအနေနဲ့စစ်ရှုံးကောင်စီတပ်စခန်းတွေစစ်ရှုံးကောင်စီတပ်သားတွေပြူစောတိတွေနဲ့ဝေးဝေးနေပေးဖို့မေတ္တာရက်ခံလိုပါတယ်ဆိုပြီးဒီရွှေညာမြေ PDF တာဝန်ရှိသူတူကလည်းပြည်သူတွေကိုသတင်းစကားပါပါတယ်ခင်ဗျာ။ ဲ့ဒီတိုက်ခိုက်မှုကိုရွှေညာမြေ PDF နဲ့ပခုတ်ကူပကဖတရင်တနေစင်းမချပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မြိုင်ပကဖတရင်သုံးတက်ခွဲလေးတို့ကပူးပေါင်းပြီးတော့လွတ်ဆောင်ခဲ့တာပါဒါကတော့တိုက်ပွဲသတင်းအကြောင်းအရာပါအဲ့တော့ဒီကနေ့မနေ့ရဲ့နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့မြจีนမြို့မှာ AR မြေရီစိုးရင်ရေအမတ်ထက်ကိုမြင့်တက်လာပြီးတော့အရင်ရက်ကထက်ပိုပြီးတော့နောက်ကြည့်တဲ့ရေတွေမြို့ပေါ်ရက်ကွက်တွေကိုစီးဝင်နေပြီလို့သိရပါတယ်ဒီသတင်းအပြည့်စုံကိုလည်းနားဆင်အောင်ပါ ဒီကနေ့ဂျွန်လာ2ရက်မနက်6နာရီတိုင်းတာချက်အရာဆိုရင်ရေအမှတ်က1205စင်တီမီတာကိုရောက်ရှိလာတာဖြစ်ပါတယ်အဲ့တော့မီကီနာမြို့ရဲ့စိုးရင်ရေမှတ်က1200စင်တီမီတာဒီ39ပေဖြစ်ပါတယ်ရေတွေကအနယ်ရီပူများပြီးတော့ပူပစ်လာတယ်အထက်ဘက်မှာတောင်ကျရေတွေပူပြီးတော့စီးဝင်လာတဲ့အခြေအနေပါဒါဆိုရင်ရေဘေးကထင်တာထက်ဆိုးသွားနိုင်တယ်ဆိုပြီးမြကြီးနာမြို့ကန်တို့ကလည်းသုံးသပ်ပြောဆိုပါတယ်လက်ရှိအခြေအနေကတော့မြကြီးနာမြို့ပေါ်မှာရှိတဲ့မနောကွင်းအထိ ရေတက်နေပြီးကြက်ပေါင်းချမ်းစီတာဘူးလေကုံနဲ့ရမ်ဘရန်ရက်ွက်ကြံရက်ွက်အဲ့ဒီရက်ွက်တွေဟာကြံရက်ွက်တွေထက်ရေများနေတယ်လို့သတင်းရရှိပါတယ်။မိုးလည်းမတိတ်သေးပဲဆက်ပြီးတော့ရွာနေတယ်လို့သိရပါတယ်။အဲ့တော့မြစ်ရေတပေတိုးတိုင်းရက်ွက်ထဲကိုရေနှစ်ပေမြင့်ပါတယ်။ချောင်းရေတွေကတဆင့်မှာရေတွေကတိုးနေတာမို့လို့တော်တော်ကိုအကျက်တွေ့နေပါတယ်။ရှာဖွေကြတဲ့ရေတွေကိုထင်သာမြင်သာရှိအောင်ပြင်ဆင်ထားဖို့ လိုပါတယ်ဆိုပြီးတော့မြေကြီးနားမြို့ကန်တူကလည်းပြောပါတယ်။ ARE မြေဖြားပိုင်းဒေသတွေဖြစ်တဲ့ဒီမေခမလိခမြစ်စုံရဒေသတွေပူတာဟိုခရိုင်တွင်းမြို့နယ်တွေတရုတ်နဲ့ထိစပ်တဲ့ပန်ဝါဆော့လော်မြို့တွေအပါအဝင်ကချင်လွတ်လပ်ရေးတပ်မတော် KYA ထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာမေလ25ရက်ကနေစတင်ပြီးတော့မိုးရွာခဲ့ပြီးတဲ့နောက် ARE မြေကြီးတိုးလာခဲ့တာလည်းဖြစ်ပါတယ်။ကချင်ပြည်နယ်တွင်းမှာချီဖွေဆွန်ဘရဘွန်ဆော့လော်ပန်ဝါပူတာဟိုမြို့တွေမှာလည်းရေကြီးပြီးတော့စစ်ဘေးရှောင်စခန်းတွေနဲ့နေအိမ်ပျက်စီးမှုတွေလည်းရှိနေပါတယ်ခင်ဗျာ။ တော့ပျက်စီးသွားတဲ့စပေးချောင်စခန်းတွေမှာရုပ်ပေါ်ကူညီတွေလိုအပ်နေတယ်လို့အရက်ဖက်ဖွဲ့စည်းတွေကလည်းပြောဆိုကြပါတယ်ပူတာဟိုဆွန်ပရာဘောလန်ဝိုင်းမော်ချီဖွေလမ်းပိုင်းမှာလည်းတောင်ကြရေကြောင်းကားလမ်းတွေပျက်စီးသွားပြီးတော့ခီးသွားတွေရေဘေးကြုံနေရတယ်လို့သိရပါတယ်အဲ့တော့မုန်းကြကာလပဲရှိသေးရေဘေးအနယ်ကိုပြည်သူတွေစပြီးတော့ခံစားလာရတဲ့အခြေအနေပါကြိုတင်ပြီးတော့ကိုအချင်းချင်းမှနိုင်ရပြင်ဆင်ကြဖို့ပဲကျွန်တော်တို့တိုက်တွန်းနှိုးဆော်ပြရစေအကြမ်းဖက်ဆက်ရှုံးကောင်စီကိုအားကိုအားထားပြုပြီးတော့ဆောင်ဆိုင်နေမယ်ဆိုရင်တော့ ်မလွယ်ပါဘူးဒါကတော့ကျွန်တော်တို့ဒီကနေ့မနေ့ခင်းမှာတွေ့မြင်ရတဲ့သတင်းပြစင်တွေကိုစူးစိပြီးတော့ကျွန်တော်ဝေယံကဝိုင်းတော်သားတွေနဲ့အတူစူးစိတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ခင်ဗျာပြည်သူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးဆက်အနာရှင်စနစ်ဆိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ကျွန်တော်ရဲ့ YouTube Channel ကိုနေ့စဉ်နဲ့မျှလာရောက်ကြည့်ရှုအားပေးကြတဲ့ပြည်သူတို့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မှတ်ချက်တွေ comment တွေ အတွင်းအမြင်တွေကိုလာရောက်မျှဝေရေးသားပေးဖို့လဲဖိတ်ခေါ်ပါတယ်ခင်ဗျာ channel ကို subscribe လုပ်ပြီးတော့ဘေးနားကခေါင်းလောင်းလေးကိုနှိပ်ခက်ပေးဖို့လဲအချို့မြစ်တာရက်ခံပါတယ်ဒါကကျွန်တော်တို့တင်းနေနေ့စဉ်စူးစီးတင်ဆက်မှုအတွက်အထောက်အကူဖြစ်တဲ့အတွက်တောင်းဆိုလိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်